โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့လာပြီးတော့အာဘန်ကောက်ဘန်ကက်နဲ့ကျွန်တော်တို့ဒီကရုံစီအယူထရာဘတ်မှာငွေထုတ်มาဖြစ်ပါတယ်ငွေထုတ်မဲ့နည်းလေးပဲဖြစ်ပါတယ်โอเคရုံဆုံးကျွန်တော်တို့ဘုံလေးကိုလာမယ်ကျွန်တော်တို့မှာရှိတဲ့ ATM ကက်ပေါ့နော်ဒီဘန်ကောက်ဘန်ကက်ကိုကျွန်တော်တို့ဘုံလေးကိုထည့်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဘန်ကက်ရဲ့ password ကိုရိုက်ခဲ့ပေးရပါမယ် โอเคကျွန်တော်တို့ password ရိုက်ထည့်ပြီးပြီဆိုရင်ဒီမှာမျက်နှာပြင်မှာနှိပ်စရာရှိပါတယ်တချို့ပံပိုးတွေကမနှိပ်ထီပါဘူး password ရိုက်ပြီးတာနဲ့ချက်ချင်းတန်းပေါ်လာပါတယ်ဒီပံကတော့နှိပ်ရပါတယ်ပြီးရင်ဒီနေရာမှာဘာသာစကားယူရတဲ့နေရာရှိပါတယ်ကျွန်တော်တို့ဘာသာစကားယူလိုက်ပါမယ်ပြီးရင်ဒီမှာတရုတ်ရှိမယ်အင်္ဂလိပ်ရှိမယ်ပြီးတော့မြန်မာဘာသာရှိပါမယ်ကျွန်တော်မြန်မာဘာသာနဲ့လုပ်ပြပါမယ်โอเคဒီလိုနှိပ်လိုက်ပြီးဆိုရင်ငွေလွှဲရင်ငွေထုတ်ရင် ပြီးတော့လက်ကျပ်ငွေစစ်ရင်ဆိုပြီးတော့၃ခွက်ပေါ်လာပါမယ်ပြီးရင်တော့ကျွန်တော်အရင်ဆုံးငွေရင်စစ်လိုက်ပါမယ် โอเคနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ပုံမှန်စုဆောင်အန်ငွေစင်းဆိုပြီးတော့လက်ချက်ထပ်နှိပ်ပါမယ်ပြီးရင်တော့ဒီလိုမျက်နှာပြင်လေးပေါ်လာပါမယ်ဒါကကြတော့ကုပန်ထဲမှာရှိတဲ့ငွေပမာဏပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့ပန်းဆန်ထုတ်ဖို့အတွက်ပြန်ပြီးနှိပ်လိုက်ပါမယ်ပြီးရင်ဒီလိုမျက်နှာပြင်လေးကျလာပြီဆိုရင်ကျွန်တော်တို့ဘာသာစကားပြန်ရွေးပါမယ်โอเคပြီးရင်မြန်မာဘာသာစကားကိုပြန်ရွေးပါမယ် ဟုတ်ကဲ့ကျွန်တော်ငွေစစ်ပြီးပြီဆိုတော့ကျွန်တော်ငွေထုတ်ပါမယ်။ဒီမှာဆိုရင်အမြန်ထုတ်လို့ရတဲ့ငွေပမာဏကိုပေးထားပါတယ်။ကျွန်တော်တို့ဒီထက်ကမထုတ်ဘူးဆိုရင်ကျွန်တော်တို့ညာဘက်ခြမ်းကအောက်ဆူနာလေးမှာတစ်ချက်နှိပ်လိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ပုံမှန်စုဆောင်အငွေစင်းဆိုတာကိုတစ်ချက်ပြန်နှိပ်လိုက်ပါမယ်။ okay ဒီလိုနှိပ်ပြီးပြီဆိုရင်တော့ခုမှရှိတဲ့ငွေပမာဏကိုနှိပ်ထုတ်လို့ရပါပြီ။ okay ကျွန်တော်1000စမ်းထုတ်ကြည့်မယ်เนาะခုန1000ရှိတဲ့အတွက်1000 နှိပ်ကြည့်လိုက်ပါမယ်။ Okay ကျွန်တော်ငွေပမာဏရိုက်ခဲ့ပြီးပြီဆိုရင်မှန်ပါတယ်ဟိုတစ်ချက်နှိပ်ပါမယ်။ Okay ဒီလိုပြလာတာကကြတော့သူကပြောတယ်ဒီဘန်ထဲမှာပေါ့နော်ပတ်စံတစ်ထောင်တရှိတဲ့အတွက်ကြောင့်မလို့အတိထုတ်လို့မရဘူးပေါ့နော်။ဘာလို့ဆိုတော့ तू ကမွန်ဆောင်ခရရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်။ Okay ကျွန်တော်ပြန်ထုတ်ဖို့နောက်တစ်ချက်ပြန်တော့ပြန်နှိပ်လိုက်ပါမယ်။ပြီးရင်ဘာသာစကားရွေးပါမယ်။မြန်မာဘာသာကိုပြန်ရွေးပါမယ်။ ။ Okay ကျွန်တော်တို့ငွေထုတ်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီညာဘက် အောက်နာလေးကတခြားရေတွက်ပြင်ငွေထုတ်ရင်ဆိုတော့တစ်ချက်ပြန်နှိပ်ပါမယ်။ပြီးရင်တော့ကျွန်တော်ပုံမှန်စုဆောင်အငွေစင်းဆိုတော့တစ်ချက်ပြန်နှိပ်ပါမယ်။ Okay ဒီမှာငွေပမာဏ1000နှစ်လို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်900နှစ်ထုတ်ကြည့်ပါမယ်။ Okay ကျွန်တော်တို့ပတ်စံနှိပ်ပြီးပြီဆိုရင်ခဏလေးစောက်လိုက်ပါမယ် Okay ဒါဆိုရင်တော့ပတ်စံထုတ်လို့ရပြီပေါ့နော်900ဆိုရင်တော့ထုတ်လို့ရတယ်ဘာလဲဆိုတော့ဘုံဝင်ဆောင်ခါရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှာ1000အတိရှိတယ်အဲဒီ1000အတိထုတ်လို့မရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှာကြည့်မယ်တစ်ချက်900ထုတ်တယ်ဝင်ဆောင်ခါ30ရှိတယ်ပြီးတော့ကျွန်တော်ဗန်ထဲမှာ80ကျန်ပဲပေါ့နော်ပြီးရင်ဒီဘက်ချက်မှာကျွန်တော်တို့အနီအောင် စာလမ်းလေးကကျွန်တော်တို့စလစ်ငွေဖြတ်ပိုင်းယူတာပေါ့နော် ငွေဖြတ်ပိုင်းယူလိုက်မယ်โอเคငွေဖြတ်ပိုင်းရပြီဆိုရင်ဘဏ်ကကလိုလိုပြန်ထွက်လာပါတယ်ခင်ဗျဘာမှထန်းနေကြမလို့တော့ပါဘူးโอเคဒါကကြတော့အရေးပေါ်ကိုကတခြားနေရာသွားနေတယ်ကိုရေပုံချင်မှာဒီကိုဖွေထားတဲ့ဘဏ်ဘုံမရှိဘူးဆိုရင်ဒီလိုမျိုးအရေးပေါ်ဒီလိုဘုံလေးတွေတွေ့ခဲ့တဲ့ဆိုရင်လည်းပဲအဲ့လိုတူထုံနိုင်အောင်လို့ကျွန်တော် ပြောပြပေးခြင်းပဲဖြစ်ပါတယ်မသိတဲ့သူတွေသူတွေအတွက်အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆက်တွေ့ကြမယ်ခင်ဗျ